စန္ဒရှိတဲ့ပုဂ္ဂိုလ်မှာမအောင်မြင်နိုင်တဲ့အရာဆိုတာမရှိဘူးတဲ့အလုံးဖြည့်စည်နိုင်တယ်ဟုတ်တယ်လေဘယ်ကြီးတာကစိတ်ဆန္ဒကောရမမြတ်စွာဘုရားရဲ့အလောင်းသူမိတာဘုရားမှာဒီပင်ကရာမြတ်စွာဘုရားနဲ့ဂျုံတွေ့လာတော့ဒီပင်ကရာမြတ်စွာဘုရားကိုကြည့်ကြည့်သူကိုယ်တိုင်ဘုရားဖြစ်ခြင်းနဲ့ဆန္ဒဖြစ် အကယ်၍သာဖျားဖြစ်ခြင်းနဲ့ဆန္ဒမရှိဘူးဆိုရင်ဘုရားလောက်မဖြစ်ဘူးအဲ့ချိန်ဒီပင်ကရာမြတ်စွာဘုရားရဲ့ဌာန်မှာပဲတရားတော်အထုတ်လိုက်ရင်ရဟန္တာဖြစ်သွားနိုင်တဲ့အနေအထားတစ်ခုပဲသို့သောသူ့ရဲ့ဆန္ဒကအဲ့ဒါမဟုတ်ဘူးကိမေဧကေနတေနေနပုရိတေနသမတတိနငါလိုစွမ်းဤတတိရှိတဲ့ပုဂ္ဂိုလ်တယောက်က တဦးတည်းနဲ့တန်လျာပင်လေကြီးကိုဖြတ်ကူးလို့ဘာကျိုးရှိမလဲတဲ့သူကသူမေးပြီတပ်ဝိညုတံပါပုနေတောတန္တာရိတံတတေဝကဆုံးဆုံးဖြတ်ချက်ချလိုက် determination စံတကိုအခြေပြုစံတကိုအခြေပြုပြီးတော့တပ်ဝိညုတံညာကြီးကိုရအောင်ယူပြီးတော့ဖျားဘဝနဲ့တတ္တဝါတွေကိုချစ်ချွတ်မယ်ဆိုတဲ့စံတအဲ့ဒီစံတကြောင့်မို့လို့ ဖះစုပန်တဲ့ကိစ္စကအောင်မြင်သွားတာအနုဘုဆင်မအောင်မြင်နိုင်ဘူးတဲ့အဲ့တော့ဒီလောက်ခက်ခဲတဲ့ဖះဖြစ်ဖို့အရာတစ်ခုတောင်အောင်မြင်နိုင်လေဆိုရင်တာမန်ကိစ္စလေးတွေဘာလို့မအောင်အောင်ပါလဲဆန္ဒရှိလို့ရှိရင်အောင်ပါသူဆန္ဒကိုပဲမြတ်စွာဘုရားကအဓိပတိလို့ခေါ်သေးတယ် တခါတရံလူရဲ့စိတ်ဆွမ်းအားတွေကိုဘယ်သူကလွှမ်းမိုးထားတော့ဆိုရင်ဆန္ဒကလွှမ်းမိုးထားတယ်။အဲ့ဒါကိုပဲအဓိပတိပစ္စယောလို့24ပစ္စည်းမှာမြတ်စွာဘုရားဟောထားတာ။ဆန္ဒဆိုတဲ့အဓိပတိသည် စိတ်ပိုင်းဆိုင်ရာအလုံးကိုလွှမ်းမိုးကြီးစိုးထားတယ်။စိတ်ပိုင်းဆိုင်ရာလွှမ်းမိုးကြီးစိုးထားတယ်လို့စိတ်ပိုင်းကိုလွှမ်းမိုးထားလို့ရှင်ရုပ်ပိုင်းဆိုင်ရာကိုလည်းလွှမ်းမိုးကြီးစိုးထားတယ်။စိတ်ကိုလွှမ်းမိုးနိုင်ရင်ရုပ်ပါပါလာတာပေါ့။ အဲ့ဒါကိုအဘိဓမ္မာမှာသန္တာအဓိပတိသန္နတံပြုတ်တကနာဓမ္မနာတံသမုဋ္ဌာနာနိစ္စရူပနာအဓိပတိပစ္စေနပစ္စယောလို့ဒီလိုဟောသန္တာအဓိပတိဟာသန္နနဲ့ရှင်တွဲလာတဲ့စိတ်ဓာတ်တွေထိုစိတ်ဓာတ်ကထုတ်လုပ်လာတဲ့ယုတ်တွေအဲ့ဓာတွေပေါ်မှာကြီးစိုးထားတယ်ဒါကြောင့်မို့လို့တစုံတစ်ခုလှုပ်ချင်ပြီဆိုတဲ့သန္တာပေါ်လာတာနဲ့တကယ်နဲ့ထိုသန္တာသည် ရော်ရဲရဲသန္တာမျိုးမဟုတ်ဘူးဆိုရင် အောင်မြအောင်လုပ်တာမျိုးဘူး ဒါဆန္ဒကနေဥဆောင်အေးဆန္ဒကဥဆောင်သွားတဲ့အခါမှာအလှဲ့ကဆန္ဒကဥဆောင်လို့စလာပြီဆိုရင် နောက်ကဘယ်သူဥဆောင်ဖို့လိုသေးတယ်လို့ဆိုရင်ဝီရိယဥဆောင်ဖို့ဆန္ဒတော့ရှိပါရဲ့ကျိုးပန်းအထုတ်မှု မရှိဘူးဆိုပြပြန်မို့အဲ့ဒါကြောင့်မို့လို့မြတ်စွာဘုရားကဖက်စုံကနေခေါ်ထားတာ စိတ်ဆန္ဒရှိပြီးတဲ့နောက်ဘာလို့ကိုလိုလဲကြိုးပမ်းအားထုတ်ဖို့လိုသေးတယ်ဒါကြောင့်မို့ဝီရိယဓိပတိဝီရိယဓိပါဒအောင်မြင်ပြီးစီးမှုမှကြိုးပမ်းမှုမြတ်စွာဘုရားအလောင်းဟာ၆နှစ်ပတ်လုံးအမတန်ပင်ပန်းခိုက်ခဲတဲ့ဒုက္ခရစရိယလုံနိုင်ခဲ့တဲ့အကျင့်ဩစတီးယားပရက်တစ်လို့ခေါ်သိသိရင်အိန္ဒိယနိုင်ငံမှာကျင့်ကြတဲ့ ခန္ဓာကိုယ်ကိုညှင်းဆဲပြီးတော့ကျင့်တဲ့အတ္တကိလေသာနေယောဂဆိုတဲ့အကျင့်မျိုးတွေအစာဖြတ်ပြီးတော့ကျင့်တယ်ရေဖြတ်ပြီးတော့ကျင့်တယ်ခန္ဓာကိုယ်ညှင်းဆဲခံပြီးတော့အစာဆင်းရဲအနေဆင်းရဲလောက်ပြီးတော့ကျင့်တယ်တန်လျာဥကလူဖို့မရမနေလုံးမယ်ဆိုတော့ကြိုးပမ်းအထုတ်မှုဘုရားလောင်းတော်ကြီးကတောထဲမှာတယောက်တည်းကျင့်နေတဲ့အချိန်ကာလတုန်းကဆိုလို့ရှိရင် သူ့ကိုယ်သူကိုလူမြင်မခံဘူးတော့တဲ့မှနေအဝတ်မို့ဖူအဲ့ဒီချိန်ဝလစ်စလင်နေတယ်လူတန်းခြေတန်းကြားလိုက်တာနဲ့လက်ကနေပြေးထွက်သွားတယ်ဘလူးမှအမြင်မခံတော့တဲ့မှဒုက္ခရစရိယာလို့ခေါ်တဲ့ပင်မခဲခဲနဲ့အချက်နဲ့ဘာစားလဲလို့ဆိုတော့တော့ဝမ်း တောဆက်မှုနွားချံတွေပါလေလာလောက်ထားနွားကလေးတွေအဲ့ဒီမှာငွေးဖွားနို့ပဲတောက်သေးတဲ့နွားကလေးတွေကယူတဲ့မစင်ကိုနွားချီကိုလာပြီးတော့စားအဲ့ဒါစားပြီးတော့ကျင့်တာနော်အဲ့ဒါလို့ပင်ပန်းစင်းရဲတဲ့ဒီအကျင့်တွေနဲ့ကျင့်ပြီးတော့၆နှစ်ပတ်လုံးဒုက္ခရစရိယာတွေကျင့်ကြံကြိုးကိုအားထုတ်လိုက်တာနောက်ဆုံးကြတော့ ဆုံးကန်းတယ်အောင်လိုက်ကြည့်တော့လည်းပဲအောင်မြင်မှုမရတဲ့နောက်ပိုင်းကြတော့မှအဲ့ဒီကြတော့ကျိုးပန်းအထုံးမှုကကန်းကုန်သွားပြီမလိုအပ်တော့ဆိုအသိဉာဏ်လိုအပ်တာဗျဒါမှန်ကန်တဲ့လမ်းလျှောက်မှလည်းတခါတလေကျိုးပန်းအထုံးကိုရဒါကြောင့်မို့ဝိရိယဒီပတိဝိရိယကကျိုးပန်းအထုံးပြီမဲ့လို့အသိဉာဏ်ရှိဖို့လိုသေးတယ်ဆိုဝိမန္တာဒီပတိဟော အသိဉာဏ်နဲ့စဉ်းစားကြည့်ပြီးဒီလမ်းကမှန်သလားဟိုလမ်းကမှားသလားဘုရားလောင်းတော်ကြီးကဉာဏ်နဲ့စဉ်းကျင်သုံးသပ်လိုက်တယ်ပင်ပင်မှန်မှန်ခံပြီးတော့ကြိုးစားအထုတ်လို့ခန္ဓာကိုယ်ပင်ပန်းနွမ်းလဲအဆုံးဂိတ်ဆုံးချီအောင်ရောက်အောင်ကျင့်လိုက်တော့မာတွေးမိလာတော့ဆိုရင်လောကမှာသူလောင်းအပင်ပန်းခန္ဓာရှင်းတဲ့ပုဂ္ဂိုလ်ပင်ပန်းခံကိုရမယ်ဆိုရင်ငါရပါဘုသူအောင်မှာငါမရောက်ဘူးဝီရိယကိုအစွမ်းကုန်မြင့်ပြီအဲ့တော့ မရတာထောင်းလို့ရှိရင်သိရအညောမက်ခေါ်ဘောဓာရခေါင်းထဲမှာအတွေးလေးတစ်ခုဝင်လာအမှန်တရားကိုသိဖို့ဆိုတာနောက်တခြားလမ်းဖြစ်လိမ့်မယ်ဒီလမ်းကတော့မရှိတော့လမ်းဆုံးအောင်လိုက်တယ်အခုမကြိုးပမ်းအထောက်ဘူးနဲ့ပတ်သက်ဒီလမ်းကြောင်းတစ်ခုရှောင်းလိုက်ရင်အဆုံးထိအောင်လိုက်ကြည့်ကြည့်လို့လမ်းဆုံးမှာဘာမှမတွေ့တော့ဘူးဆိုတဲ့အခါမှာအေးငါသွားမယ်လမ်းကဒီလမ်းမဟုတ်နိုင်ဘူးတခြားလမ်းရှိတော့တယ်ဆိုပြီး လမ်းကြောင်းပြောင်းလိုက်တဲ့အခါမှာဘုရားဖြစ်သူရောက်သွားတာဟောဝီရိယနဲ့ပတ်သက်လာလို့ရှင်လေအမတန်မှပြင်းထန်တဲ့ဝီရိယရှိခဲ့တယ်ဗောအဲ့ဒီအသိဉာဏ်နဲ့လမ်းပြောင်းလိုက်ပြီးတော့စိတ်ဓာတ်တွေခိုင်မာကြံ့ခိုင်မှုနဲ့လှုပ်တဲ့အခါမှာမြတ်စွာဘုရားဆိုတဲ့ဗုဒ္ဓဆိုတဲ့တပ္ပယုတဉာဏ်တော်ကြီးကိုရပြီးတော့သစ္စာလေးပါးကိုသိတော်မူတဲ့ပထမဆုံး ကိလေသာလေးဟူသောအိပ်ပျော်ခြင်းကနေနိုးထလာတဲ့ဘုရားဆိုတဲ့ပုဂ္ဂိုလ်ဖြစ်ရောက်ရှိတာ။ဘာဆွမ်းအားတွေနဲ့ဒီအဖြစ်ကိုရောက်ရှိတာတုန်းဆိုရင်ခုနပြောရင်သန္တာရဲ့ဝီရိယရဲ့စိတ်ဓာတ်ရဲ့ဝိမာန်ဓာတ်ဒီဆွမ်းအားတွေနဲ့ရောက်တာပဲ။တခြားနည်းကသွားတာမဟုတ်ဘူးနော်။အဲ့တော့ဘုန်းကြီးတို့တွေရဲ့တဏ္ဍာမှာလည်းပဲသန္တာဆိုတာရှိတယ်ဝီရိယဆိုတာအခြေခံနေနဲ့ရှိတာကိုပြောနော်။ အခြေခံနေနဲ့ရှိတာကိုလေ့ကျင့်ပြီးတော့မယူဘူးဆိုလို့ရှိရင်အပြော့ရင်ပြော့နေမှာပဲအပြော့မှပြော့နေမှာဘလောက်ကာယတန်ဆွမ်းတဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်လေ့ကျင့်ကမယူလို့ရှိရင်စွန့်ဆောင်နိုင်မှာမဟုတ်ဘူးလေ့ကျင့်ကယူอ่ะအဲ့ဒါကြောင့်မလို့ကုသနာမှာရှိတဲ့သန္တာတို့ဝိရိယတို့ဝိမန္တတို့စိတ်ဓာတ်တို့ဆိုတဲ့ဒီစွမ်းအားတွေကိုလေ့ကျင့်ကယူပြီးတော့အထွတ်ထိပ်ရအောင်မြင့်တင်ထားနိုင်မယ်ဆိုရင်အမြဲတမ်းမှ စွမ်းအားထက်ပါလေတဲ့ဘလောက်ကြီးစွမ်းအားထက်တော်ဆိုမြတ်စွာဘုရားကပြိနိဗ္ဗာန်ဆံဃာနီးမှာရှင်အနန္ဒာကိုမိန့်ကြားခဲ့တဲ့စကားတစ်ခုမှတ်သားเสียရရှင်အနန္ဒာကိုဘာမိန့်ရှိတော်ဆိုအနန္ဒာတဲ့အဋ္ဌိပတ်၄ပါးလို့ခေါ်တဲ့သံဃာဝီရိယဝိမန္တတို့ကိုစနစ်တကျ တုတ်တက်အောင်လေ့ကျင့်ထားတဲ့ပွားများအထောက်ထားတဲ့ပုဂ္ဂိုလ်ဟာတက်တန်းစီအောင်နေနိုင်လေသို့မဟုတ်တက်တန်းကြုံအောင်နေနိုင်တယ်။ဟောတည်ခြင်းတရားတော်ကားစီထားနိုင်တယ်လို့ပြောတာเนาะအတိုင်းအတာတစ်ခုရလုံးဝမတည်အောင်ပြောတာတော့မဟုတ်ဘူးလုံးဝမတည်အောင်ဆိုတာတော့မဖြစ်နိုင်ဘူးတည်ခြင်းတရားကို အတိုင်းအတာတစ်ခုရကားစီထားနိုင်တယ်မြတ်စွာဘုရားကိုယ်တိုင်နဲ့အားလုံးကြည့် နောက်ဆုံးဆယ်လမြတ်ဗုဒ္ဓဆိုတဲ့မဟာပြိနိဗ္ဗာန်တော့မှလာတဲ့ပြိနိဗ္ဗာန်မဆိုင်ခင်ဆယ်လပြိနိဗ္ဗာန်ဆံမှုဆယ်လအလိုဝါဆိုလာပြီကျော်တည့်ရက်လာမဲ့ကဆုံလာမှာပြိနိဗ္ဗာန်ဆံမယ်ဆိုရင်ဝါဆိုလာပြီကျော်တည့်ရက်မြတ်စွာဘုရားအမတန်ပြင်းထန်တဲ့ယောဂဝေဒနာတစ်ခုဖြစ်ပါ အဲ့ဒီယောဂဝေဒနာကဘယ်တော့ပြင်းထန်တယ်လဲဆိုရင်မာရဏန္တိကမာရဏန္တိကဆိုတေခြင်းသာကတ်သွားတို့မို့တေမပြောင်းမဲ့ယောဂမျိုးပေါ့ခေစကားနဲ့ပြောရင်တော့အင်ကေဝါတွေပေါ့ကုလို့မရဘူးဆိုယောဂမျိုးနော်ဆရာဝန်တွေလက်လက်တဲ့ယောဂမျိုးဆိုကုလို့မရတော့ဘူးလို့ပြောရတဲ့ယောဂမျိုးအင်ကေဝါတွေပေါ့ အဲ့ဒီယောဂမျိုးဖြစ်တာမြတ်စွာဘုရားကဆယ်လအတွင်းအဲ့ဒီယောဂမပေါ်အောင်ထိန်းလိုက်တယ်ဘာနဲ့ထိန်းလို့ဆိုရင်ဟောဒီသန္တဝီရိယဝိမာန်တစိတ်ဓာတ်ဆိုတဲ့အဋ္ဌိပတ်၄ပါးအင်းအားတွေစုစည်းပြီးတော့အာယုသင်္ခါရဖလတ်သမဘဝင်စားပြီးတော့မြတ်စွာဘုရားထိန်းလိုက်ထိန်းလိုက်တာဆယ်လကြည့်ဒီအဲ့ဒီယောဂပြတ်မပေါ် ခုခေတ်ကတော့အဲ့လိုစိတ်ဆွမ်းအားမရှိတဲ့အခါမလုပ်တော့ဆိုရင်ဒေဂန်နေလို့ဆိုရင်ဆိုလူကုတ်တဲ့ထိုးပေးတာစိတ်ဆွမ်းအားရှိနေတဲ့အတွက်ကြောင့်စိတ်ဆွမ်းအားကိုတုံးပြုပြီးတော့ဆေလတ္တိတိယောဂမပေါ်အောင် ထိန်းထားတမ္မံဖလားတမ္မပါမျိုးဆိုရင်မထိန်းနိုင်ဘူးတဲ့အဲ့ဒီနေရာမှာအာယုသင်္ခါရဖလားတမ္မပါစေသနဝိရိယဝိမန္တစိတ်ဓာဆိုတာဒါ၄စွမ်းအားတွေမြင့်ပြီးတော့ဝိပဿနာကိုအသေးစိတ်တိုးမြင့်ပြီးတော့ ိပဿနာကျင့်စဉ်ကိုဝိပဿနာကျင့်စဉ်နဲ့စွမ်းအားပြည့်တဲ့ဝိပဿနာနဲ့ရောက်ရှိသွားတဲ့ဖလားသမာပတ်ဆိုအဲ့ဒီဖလားသမာပတ်နဲ့ထိမ့်လိုက်တာဆယ်လအတွင်းဒီယောဂါတွေလုံးဝပုံမလားကျမ်းမာပါဘယ်ကတိကျမ်းမာဟောစိတ်စွမ်းအားနဲ့ဖြစ်တာဘာကြောင့်မြတ်စွာဘုရားကဆယ်လတိတိယောဂါတွေမပေါ်အောင်ထိမ့်တယ်လဲလို့ဆိုရင်သူ့အတွက်မဟုတ်ဘူး ဖျားပွင့်လာတာသူ့အတွက်မဟုတ်တတဝါတွေအတွက်ဘယ်သူအတွက်လဲလို့ဆိုလို့ရှင်နောင်ဆယ်လပြည့်ကဆုံလပြည့်နေ့မှာမြတ်စွာဘုရားကိုလာရောက်တွေ့ဆုံမဲ့သူပတ္တဆိုတဲ့ပြပတ်ကြီးရှိအဲ့ဒီပြပတ်ကြီးကမြတ်စွာဘုရားကသာဆယ်လစောပြီးပြိဋိဘံဆံသွားမယ်ဆိုရင်အဲ့ဒီပြပတ်ကြီးကလွဲသွား ဖရာတရားတော်ကိုမနာလိုက်ရဘူးဆိုလို့ရှိရင်အဲ့ဒီပြပိုက်ကြီးကလွဲသွားပြီဒီဘဝမရရဲ့နောက်ဘဝလည်းတော်တော်လေးဝေးသွားပြီပေါ့ခွင့်ကောင်းဆိုတာတစ်ခါတစ်ခါမှကြုံတာလွဲသွားရင်နောက်ထပ်ပြန်မလာဘူးကြည့်လေမြတ်စွာဘုရားကတမထရှင်စင်တွေကိုနီးယူပြီးတော့ကျင့်သုံးခဲ့တဲ့သူ့ရဲ့လောကီဘက်ကဆရာတွေလို့ပြောရမှာပေါ့တမထရှင်စင်ကိုဒီလံပေးပြလောက်လာတဲ့ အာလာရကာလပဆိုတဲ့ယသေကြီးဥဒကရာမဗုဒ္ဓဆိုတဲ့ယသေကြီးတွေတမထကျင့်စဉ်တော့သူတို့ထွတ်ထွတ်ရအောင်ပေါ့ရောက်ခဲ့ကြဥဒကရာမဗုဒ္ဓဆိုထွတ်ထွတ်ရောက်သို့သောဘုရားကသစ္စာလေးပါဝိပဿနာကျင့်စဉ်ကြီးကိုတွေးရှိကြည့်တော့သစ္စာလေးပါကိုသိတဲ့ဘုရားဖြစ်ပြီးတဲ့တောင်းမှတရားဟောဖို့ကြည့်လိုက်တော့တဦးကတပတ်စောပြီးတော့ွယ်လွန်သွားတယ်နောက်တဦးက တညတာစောပြီးတော့ क्वे လောင်းသွားတွားရောသူတို့နောက်ရိမတရားဖရားလည်းသူတို့တွေ့မှာမဟုတ်တော့ဘာဖြစ်လို့အရုပဘုံရောက်နေကြအောင်အရုပဘုံဆိုတာနန်းကြီးပဲရှိတယ်ဖရားတရားဟောတဲ့အတန်နားမရှိတော့ကြားရမှာမဟုတ်မကြားရရင်တွားရောနန်းကြီးပဲအဲ့ဒီလိုနေကဘာပေါင်းမြောက်များစွာအသက်ရှိအဲ့ဒီကပြန်သေးအောင်မယ် သေးလာတဲ့အခါမှာလူပြေရောက်တာပြေရောက်မကောင်းတဲ့ပုံရောက်ချင်လည်းရောက်သွားအောင်မယ်။ဆုံးရှုံးနေတာမှုတွေဒီလိုရှိတယ်ပေါ့။ထို့တူပဲသုဘဒ္ဒကြီးကလွဲသွားနိုင်တယ်။ဒါကြောင့်မို့မြတ်စွာဘုရားကဒါဖြင့်မလွဲအောင်ကြိုတင်သွားပြီးတော့တရားဟောပါလားဆိုရင်အဲ့ဒီချိန်မှာစိတ်ဝင်စားသေးဘူး။ဆယ်လာစောပြီးသွားတရားဟောရင်လည်းစိတ်ဝင်စားမှာမဟုတ်ဘူး။နော်။လူဆိုတာစိတ်ဝင်စားမှလောက်တာလေ။ ခုကြည့်ပါလားဒီလမ်းမှာတောင်းတရားပွဲအခုမှပထမအချိန်ဆိုတော့စိတ်ဝင်စားလို့လောက်တာအဲ့တော့သူဗတ္တပြပိုက်ကြီးကစိတ်ဝင်စားတာမဟုတ်သေးဘူးနောက်ဆုံးမြတ်စွာဘုရားကုသနာယုံရောက်လို့ပြိဋိဘံဆံတော်မဲ့ညသကောင်အချိန်လောက်ရောက်မှသူဖျားစီရောက်လာတာရောက်လာတာတောင်းမှသူကယင်တဲ့ကတန်တရာစကားကိုမေးချင်လို့ရောက်လာ ဗာမေးတုံးဆိုတော့ခိုင်းဆရာဘာသာရေးခေါင်းဆောင်นี่သူဘုရားသူတို့ကိုသူတို့ဖះလို့ဝန်ခံနေကြတယ်သူတို့ဝန်ခံတဲ့အတိုင်းဟုတ်တယ်လားမဟုတ်ဘူးလားဆိုတာလာမေးတယ်သူကမြတ်စွာဘုရားကအဲ့ဒါတွေမေးမနေနဲ့သူ့မှာအချိန်ရှိဘူးပေါ့အဲ့ဒါတွေမမေးနဲ့ဖះကရှင်းရှင်းလေးပြောတယ် မဂ္ဂင်၈ပါးဆိုတဲ့အကျင့်တရားမဂ္ဂင်၈ပါးဆိုတာအပြင်မှာရှိတာမဟုတ်ဘူးကိုယ်စိတ်ထဲမှာရှိတာမဂ္ဂင်၈ပါးဆိုတာအကျင့်အပြင်မှတ်ခြင်းနော်အမှန်မြင်တာရဲ့အမှန်တွေးတာရဲ့အမှန်ပြောတာရဲ့အမှန်လုပ်တာရဲ့မှန်ကန်တဲ့အသက်မွေးမှုနဲ့ယက်တီတာရဲ့မှန်ကန်စွာကြိုးစားတာရဲ့မှန်ကန်တဲ့တတိမှန်ကန်တဲ့စိတ်တည်ငြိမ်မှုဆိုအဲ့ဒီစိတ်ဆွမ်းအားတွေကိုပြောတာနော် ဲ့ဒီစိတ်ဆွမ်းအားတွေကိုမထူထောင်ပဲအဲ့ဒီလမ်းကမလျှောက်ဖဲနဲ့ဘယ်ပုဂ္ဂိုလ်မှသောတာပန်တက္ကရာကအနာဂါညာနဲ့ဆိုဖြစ်နိုင်ဘူးမဂ္ဂင်ရှင်ပါအကျင့်တရားမရှိရင်စိတ်မှန်တဲ့သာသနာကိုမဟုတ်ဘူးလို့ပြောပြောတန်လျာဝကဘယ်သူမှမလွတ်နိုင်ဘူးဒီလမ်းကြောင်းကတချောင်းနဲ့ပဲရှိတယ်လို့မြတ်စွာဘုရားဟောပြီးအဲ့ဒီမှာသူလက်ခံပြီးဘုရားဘာသာအဖြစ်ကူးပြောင်းလို့ထုံညမှာပဲရဟန်းဝတ်တရားကျင့် ဘုရားပြိဋိဘံမဆိုင်ခင်လေးပါယန္နာဖြစ်သွားနောက်ဆုံးတပည့်လို့ခေါ်သူ့အတွက်မြတ်စွာဘုရားဟာဆယ်လာတီတီယောဂမဖြစ်အောင်ထိန်လိုက်တယ်အဲ့ဒါဘာနဲ့ထိန်လို့ဆိုရင် ဟောဒီသန္တဝီရိယဝိပန္ဒစိတ်ဓာတ်ဆိုတဲ့ဒီစွမ်းအားတွေနဲ့ထိန်တာပြောဒါကြောင့်မလို့လူတွေရဲ့စိတ်စွမ်းအားဟာလူတွေထဲမှာပဲရှိဘာဖြစ်လို့ဒီစိတ်စွမ်းအားတွေက စိတ်တည်းတည်းမဖြစ်တည်းလို့ဆိုလို့မလုံးလို့မလေးကျင်လို့မဖြစ်တာတကယ်လေးကျင်ရင်လောကီကိစ္စမပြောနဲ့လောကုတ္တရာကိစ္စတွေထီအောင်ဖြစ်လာနိုင်ပါလေလူတွေမှာဘာဖြစ်လဲဆိုရင်ဆန္ဒကမရှိကြဘူးလူတွေဆန္ဒရှိတာဘယ်ဘက်ကဆန္ဒရှိ လောဘနဲ့တွဲတဲ့ဆန္ဒရှိတယ်ဒေါသနဲ့တွဲတဲ့ဆန္ဒရှိ လူတွေမှာရှိတဲ့အများစုမှာရှိတဲ့ဆန္ဒကအဲ့ဒါမှပစ္စည်းလိုချင်တယ် နော်ချမ်းချမ်းသာခြင်းနဲ့ကြီးပွားခြင်းနဲ့ဆန္ဒကအဲ့ဒီကဲမှာရှိအဲ့ဒီပဲရှိတဲ့ဆန္ဒကဒါလောကီပဲထိုက်တဲ့လောက်ကြီးပွားမှုပဲရှိတရားဘက်ကိုဆန္ဒမရှိသေးတဲ့မြတ်တရားကိုသိတဲ့အတိညာမရနိုင်သေးဘူးဆန္ဒရှိဖို့လိုတယ်နောက်တစ်ခုဝီရိယဝီရိယနဲ့လုံလောက်တဲ့ဝီရိယရှိဖို့လိုတယ်လုံလောက်တဲ့ဝီရိယမရှိသေးရင်မရသေးဘူး စိတ်ဓာတ်ကြံ့ခိုင်မှုကလည်းအမတန်မှအရေးကြီးတယ်။ဘုရားအလောင်းလို့၆နှစ်ပါလို့ဒုက္ခရစရိယကျင့်တာလမ်းဆုံးတီအောင်လိုက်တယ်စိတ်ဓာတ်ဘလောက်ကြံ့ခိုင်တယ်လဲ။ခန္ဓာကိုယ်ဟာဘလောက်ကြမ်းမာရေးထိခိုက်သွားတယ်လဲဆိုရင်ဘုရားအလောင်းတော်ရဲ့ကျင့်နေတဲ့အချိန်မှာတော့သူ့လက်ကိုလက်တစ်ဖက်နဲ့ပွတ်လိုက်လို့ရှိရင်လက်မှရှိတဲ့အမွှေးတွေကကျွတ်ကြတော့အဲ့လောက်ထိအောင်ကြမ်းမာရေး ိုက်ကင်လို့ရှိရင်ကြောရိုးကုန်းထိနေကြောရိုးကုန်းနဲ့ဘိုက်နဲ့အချက်ဒီလိုပြောနော်ညလုံးနှလုံးကဘလောက်ထိအောင် ရှိသွားတော့သူဟိုးရေတွင်းကြည့်ရတယ်လို့ပဲညလုံးအိမ်ကြီးထဲမှာညလုံးကနေခြိုက်ဝင်နေတယ်ပြောပါကစ္စတန်ကန္ဒရာပဘူးပညာနဲ့ထုထားတဲ့၆နှစ်ပတ်လုံးဒုက္ခရစရိယာချင့်တဲ့ရုပ်ပုံကြီးမြင်ဘူးကြပါလိမ့်လို့နော် စကယ်တန်အယိုးပြိုင်ပြိုင်ထပြီးတော့နေတဲ့ပုံကြီးလေအဲ့ဒီနေထားချီအောင်ကျိုးပန်းနိုင်တဲ့ဝီရိယနဲ့တဲ့ဝီရိယမဟုတ်ဘူးတကယ်လို့မြတ်စွာဘုရားကတရားထုတ်တဲ့အခါမှာအယိုးချီချီအရေးခန်းခန်းမန်ကန်နဲ့လမ်းဆိုလို့ရှိရင်ရှောက်သန်းရမယ်လို့ကျိုးပန်းအထုတ်မှုကရှိရမယ်လို့ဒီလိုခေါ်တာသူကိုယ်တိုင်လည်းကျိုးပန်းအထုတ်ခဲ့တာ အဲ့ဒီကျိုးပန်းအထောက်မှုစွမ်းအားတွေမမိသေးဘူးဆိုလို့ရှိရင်တရားသူတရားပြန်မရနိုင်လူတွေဟာသူ့အတိုင်းတာနဲ့သူရဆန္ဒလည်းဆန္ဒရှိသလောက်ပဲကျိုးပန်းမှုလည်းကျိုးပန်းမှုရှိသလောက်ပဲရမှာပဲစိတ်ထကြန့်ခိုင်မှုကြတော့ဘုရားအလောင်းတော်ကြီးကကြည့်ဒီလောက်ကျမ်းမာရေးထိခိုက်သွားပြီပဲလို့စိတ်ထနောက်ဆုံးမယ်ဆိုတော့တခုမှမရှိအခုမှဒီလိုစိတ်ထကြန့်ခိုင်တာမဟုတ်ဘူး စိတ်ဓာတ်ချမ်းခိုင်လာအောင်လက်လေ့ကျင့်လာတဲ့ဘဝတွေကများလာဘူးကြည့်လေသူ့ရဲ့စိတ်ဓာတ်ချမ်းခိုင်မှုဟာအားလုံးကြားဥကြလိုက်မယ်မဟာစနကရဲ့ဇတ်တော်ကြီးကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်သင်္ဘောပြက်လို့ပင်လယ်ထဲမှာသင်္ဘောပြက်လို့ကမ်းမမြင်လမ်းမမြင်ပင်လယ်ပြင်ကြီးထဲမှာမျောလင့်ချက်မရှိဘဲနဲ့ကူးခတ်နေ တမန်ပုဂ္ဂိုလ်တွေကတွေးမယ်ဆိုရင်ဘယ်လိုတွေးမလို့ဆိုရင်အိုးမျောလင်းချက်မရှိတဲ့အလုပ်မလုပ်ပါနဲ့ဆိုလက်လျှော့တာနော်အေးစိစိအသေးပဲခံမယ်ဆိုရင်လူကများမယ်အေး तू နဲ့လောင်းကလိုက်လာတဲ့လူတွေကအေးစိစိအသေးခံတဲ့လူတွေကြီးပဲအကုန် तू တယောက်ကုတယ်အသက်နဲ့ကိုမြဲနေသမျှတော့လုံးဝဝီရိယထုတ်နတ်သမီးကလာမေးတယ်တလောက်ကမ်းမမြင်တဲ့နေရာမှာကုနေလို့ရောမင်းဘာအကျိုးရှိမှာ သူပြောတယ်အကျိုးရှိတယ်မရှိဘူးငါလာမပြောနဲ့လှုပ်တဲ့နာအောင်ငါလှုပ်နေကျိုးစားအထုတ်မှုကငါတောင်းအောင်မယ်ရောက်တာမရောက်တာငါတောင်းအောင်မဟုတ်ဘူးအကျိုးမရှိဘူးလို့မပြောနဲ့တဲ့လက်လျှော့တဲ့လူတွေတည်သွားပြီအခုငါမင်းနတ်သမီးတောင်မြင်နေရပြီဆိုတော့အကျိုးရှိတယ်ပေါ့မမြင်ဘူးတာမြင်နေရဘူးပေါ့ဖျားလောင်းကြီးတွေရဲ့စိတ်ထက်ကျိုးစားအထုတ်မှုတော့အဲ့ဒါမျိုးစိတ်ထက်ကြန့်ခိုင်တာကိုပြောတယ်နော် လူတွေအများစုကစိတ်ဓာတ်မချန့်ခိုင်လို့တည်သွားကြတာလေညာဘဝပို့ပြီးတော့ဆုံးရှုံးနေတာသွားတာစိတ်ဓာတ်မချန့်ခိုင်လို့ပဲစိတ်ဓာတ်ချန့်ခိုင်လို့ရှိရင်လူဘဝဒီလိုမဖြစ်နိုင်အေးဒါကြောင့်မို့လို့သံဃာကလည်းရှိရမယ်ဝီရိယကလည်းရှိရမယ်စိတ်ဓာတ်လည်းချန့်ခိုင်ရမယ်ချန့်ခိုင်တဲ့အခါမှာအတိညာကလည်းရှိဖို့လိုသေးတယ်အဲ့ဒီ၄ချက်နဲ့ပြည့်စုံပြီဆိုလို့ရှိရင် လောကီကိစ္စမှာပဲဖြစ်ဖြစ်လောကုတ္တရာကိစ္စမှာပဲဖြစ်ဖြစ်တရားကျင့်တဲ့အရာမှာပဲဖြစ်ဖြစ်ဘာလုပ်ငန်းမယ်လုပ်တဲ့အခါမှာပဲဖြစ်ဖြစ်အောင်မြင်မှုဆိုတာဖြစ်နိုင်ပါတယ်စာလေးတစ်ခုဆေးရဆိုကြတယ်သာဝရဖရာနတ်ကိုကိုးကွယ်တဲ့ပုဂ္ဂိုလ်တွေကဘာပြောတော့ God makes the impossible possible ဆရာသခင်ဟာမဖြစ်နိုင်တာကိုဖြစ်နိုင်ဖြစ်အောင်လုပ်တယ်လို့ဒီလိုအဓိပ္ပာယ်နဲ့ God makes the impossible possible အဲ့ဒါကိုဘုန်းကြီးတို့ကပြောင်းထားလိုက်မယ်ဆိုရင်ဘုရားရဲ့တရားတော်နဲ့ God ဆိုတာကိုယ့်ရဲ့အပြင်ဘက်ကဟုတ်ကဲ့ကိုယ်ထဲမှာရှိရလားမရှိဘူးနော်ကိုရောဘယ်နှခါမြင်မှုလို့လူကမြင်ဘူးဒီပိဋကထဲမှာ God မြင်မှုတဲ့နေပြောင်းမှရှိမှာမဟုတ်ဘူးအပြောပဲဘယ်နေမှလည်းမသိဘူး နော် God makes the impossible possible အဲ့တော့မမြင်ဘူးတာတွေအသာထားလိုက်ရှိတယ်မရှိတာတွေအသာထားရှိနေတာဘာတော့ကိုယ့်ရဲ့ဆန္ဒမရှိဘူးလားဝီရိယလည်းရှိတယ်ကိုယ့်ရဲ့စိတ်ဆွမ်းအားတွေလည်းရှိတယ်အသိပညာလည်းရှိဟုတ်ကဲ့ကိုယ်တဏ္ဍာမှာရှိတယ်ဘယ်သူမှမေးစရာမလိုဒါရှိတေချာအဲ့တော့ God makes the impossible possible လို့ဆိုပဲအစားဆန္ဒ makes the impossible possible ဆန္ဒဟာမဖြစ်တာကိုမဖြစ်နိုင်တာကိုဖြစ်နိုင်အောင်လုပ် ဖြစ်နိုင်စေတဲ့ဝီရိယ effort makes it impossible possible ဒီလိုပဲပြောရ my makes the impossible possible လူရဲ့စိတ်စွမ်းအားနဲ့အမတန်ထက်မြက်တဲ့ determine my makes the impossible possible မဖြစ်နိုင်တာတွေဖြစ်အောင်လုပ်နိုင်တဲ့စိတ်စွမ်းအားအတိညာလည်းထို့တူပဲ knowledge သို့မဟုတ် wisdom makes the impossible possible ဟောဒီစကားပို့ပြီးတော့မှန်တယ် God makes the impossible possible ဆိုတော့ God ကိုကိုးဝယ်တဲ့ပုဂ္ဂိုလ်တွေအတွက်သာမှန်ကောင်းမှန်တယ်လူတိုင်းအတွက်မမှန်ဘူးเนาะတကယ်ရောသူတို့အတွက်ရောတကယ်ဖြစ်သလားဆိုတော့ဘယ်သူမှအကမကမရှိဘူးဟောတာကအမကန်ရှိတယ်ဘာလို့တော့ဆိုကိုယ်တဏ္ဍာမှာတကယ်ရှိနေတာ God makes it the impossible possible God ရှိလားဆိုတာကပိုအရေးကြီးနေတယ် ဟုတ်ကဲ့ရှိရင်တော့ဖြစ်ကောင်းဖြစ်မယ်မရှိဘူးဆိုရင်တွားပြီဟောသာနာဆိုတာမရှိဘူးလားရှိတယ်ဝီရိယဆိုတာရောရှိတယ်စိတ်ဆိုတာရောပညာဆိုတာရောရှိတယ်ဆိုတော့ဟောလားအဖိုးမသေးကြဘူးလား